ယောက်ျားချစ်ဖို့ယောက်ျားကကိုယ့်ကိုပြစ်မသွားဘူးကိုယ့်ကိုယ်ရမှာယောက်ျားကချေမရှုပ်ဘူးအဲ့တော့ကိုယ့်ကိုယ်ရမှာယောက်ျားအတွက်ရတဲ့အေးရဖို့အတွက်အင်းအောင်ရှင်မျိုးသမီးများအတွက်ဖြစ်ပါတယ် ရွှေစကားကိုယေရှုအားပေးနေကြတဲ့ခொနေသားခொနေသမီးအားလုံးကိုစိတ်ငပ်ပြကျမ်းမှာကျမ်းမှာတော့ဝင်နိုင်ကြပါသေးဗျာအခုကျွန်တော်ပြောမယ်ဂမ်ဘီရာနီလေးကတော့ယောက်ျားချစ်ဖို့ယောက်ျားကကိုယ်ကိုပြစ်မသွားဘူးကိုယ်ကိုယ်ရမှာယောက်ျားကခြေမရှုပ်ဘူးအဲ့တော့ကိုယ်ကိုယ်ရမှာယောက်ျားအတွက်ရတဲ့အေးရဖို့အတွက်အင်းတော်ရှင်မျိုးသမီးများအတွက်ဖြစ်ပါတယ်အခုကျွန်တော်ပြောချင်တဲ့ရတရားကထူးထူးခြားခြားလေး ခက်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 လည်းမလုပ်ရပါဘူးလုပ်ရင်လည်းလုပ်တော့အင်မတန်မှအစွမ်းထက်မြက်ပါလေလို့ပြောချင်ပါလားလုပ်မယ့်နေရာလေးတွေကတော့သိမခက်ပါဘူးကျွေးပကံများတစ်ချက်ထဲမှာစတော်ဘယ်ရီတွေထည့်ရပါမယ်အဲ့ကျွေးပကံများဆိုတဲ့အထက်ထဲမှာကရွှေရည်ထားတဲ့နှခမ်းရဲ့ဘေးပတ်ပတ်လေးမှာရွှေရောင်လေးတွေကိုးထားတဲ့ပကံများဆိုရင်ကိုးပြီးတော့အဆင်ပြေပါတယ်အဲ့ဒီပကံများထဲမှာစတော်ဘယ်ရီတွေထည့်ပါမယ်ထည့်ပြီးတော့ ဲ့ဒီပုဂံများလေးကိုကိုင်းပြီးတော့ကြည့်ပြီးတော့ဘာလို့ရမလဲဆိုတော့ကိုယောက်ျားကိုချစ်ဖို့အာယုံပြုရတာပေါ့နော်ကိုချစ်ပါစေကိုပြစ်မတော်ဘဲနဲ့ကိုကိုရမှာမရှုပ်ပါစေနဲ့စသည်အပြင်ကိုဆူတောင်းတယ်လို့ဆူတောင်းမှာပေါ့ဆူတောင်းပြီးပြီဆိုတော့အဲ့ဒီပုဂံများလေးကိုတိတ်ထားပါခဲကိုအမျိုးသားပြန်လာတဲ့အချိန်မှာအဲ့ဒီပုဂံများတွေကစတော်ဘယ်ရီတွေကိုကိုအမျိုးသားကိုကျွေးလိုက်ပါသူစားနေတဲ့အချိန်မှာလေခုနကဝန်လို့ဆူတောင်းမှုတွေပြုပါမယ် အဲ့ဒီရတရားလေးကိုလောက်ပြီးတော့ကဲမျိုးသားအတွက်ရရမအေးဖြစ်နေကြတဲ့အိမ်အောင်ရှင်မျိုးသမီးများအားလုံးစိတ်အေးချမ်းသာမှုတွေဖြစ်ပါစေဗျာ